နိုင်ငံတော်မှာဆန္ဒပြမှုတွေနဲ့ရင်ဆိုင်နေရတဲ့ Donald Trump ဟာအခုခါမှာပဲအီရန်ရဲ့ကိစ္စကိုပါအဆဆွဲထုတ်လာပြီးဖြစ်ပါလိမ့်။ Donald Trump ဟာစီးကျက်ခွန်အဆမတန်ကောက်ခံမှုကြောင့်တခြားပတ်ဝန်းကျင်နိုင်ငံတွေလောက်ဖို့ကံပတ်နိုင်ငံတွေမဟာမိတ်တွေနဲ့ပြဿနာတက်နေတဲ့အခြေနောက်ပြီးတော့အစိုးရရဲ့အသုံးစရိတ်ကိုဖျက်တောက်မှုအပြင်းထန်လုပ်တဲ့အတွက်ကြောင့်ဝေဖန်မှုတွေရှိနေတဲ့အချိန်မှာပဲအခုလိုမျိုးအီရန်ကိစ္စကိုအဆဆွဲထုတ်လိုက်တာဖြစ်ပါလိမ့်။ အီရန်ရဲ့နျူကလ িয়ার စီစဉ်တဲ့ပတ်သက်လို့အစင်းမြစ်တိုက်ရိုက်ဆွေးနွေးပွဲတွေစနေနေ့မှာစတင်ပြုလုပ်သွားမယ်လို့သမ္မတထရန့်ကပြောလိုက်ပါတယ်။အစိုးရဝန်ကြီးပဂျီမနီတာညာဟုနဲ့အင်ဂျီရောမှာဆွေးနွေးစဉ်မှာဒီကြေညာချက်ထွက်လာတာပါ။အီရန်ရဲ့သဘောတူညီချက်ရလိမ့်မယ်လို့မမိမြော်လေးကြောင့်ထရန့်ကတနင်္လာနေ့ကအင်ဂျီရောမှာပြောကြားလိုက်ပြီးဒီကလေးဆွေးနွေးပွဲဟာအကြောင်းမျိုးကြောင့်ပြပြသွားမယ်ဆိုရင်အီရန်နိုင်ငံအတွက်အလွန်အရေးကြီးပါလိမ့်မယ်လို့ထန်ကသတိပေးပါတယ်။နိုင်ငံငယ်ကြမှာပဲအီရန်ကလည်း ဆွေးနွေးမှုတွေအိုဘမ်မာစနေနေ့ပြုလုပ်မယ်လို့ဒီပြုကြေညာပါတယ်။ဒါပေမဲ့ဒီဆွေးနွေးပွဲတွေဟာတော်ဝိုက်ဆွေးနွေးပွဲတာဖြစ်တယ်လို့အခိုင်အမာထပ်ပြောပါတယ်။ဒါကပရမအုပ်သောမိတ်ဆက်တဲ့အနေနဲ့ဆွေးနွေးပွဲပါ။ဘလို့ပြဿနာအကြောင်းအရာကိစ္စတွေကိုအဓိကဆွေးနွေးမလဲ။နျူကလ িয়ার နဲ့ပတ်သက်နေပြီးတော့အတိုးလျော့အပေးယူဘလို့လုပ်မလဲဆိုတော့ကိုအရင်ဆုံးပမာဏဆွေးနွေးမယ်ဆွေးနွေးပွဲပါ။ထိုင်ပြည်ပထမအကြံတော်ကလည်းကျွန်တော်တို့ကနျူကလ িয়ার နဲ့ပတ်သက်ပြီးဆွေးနွေးမှုတွေဒါပေမဲ့ အဲဒီစာချုပ်ကလည်း Trump ကနှုတ်ထွက်ခဲ့တယ်။ဒါကြောင့် Trump နဲ့ပတ်သက်ပြီးယုံကြည်မှုကတိတ်ထားလို့မရဘူးလို့ Iran ခေါင်းဆောင်ကြီး Khamenei ကပြောပါလိမ့်။ဒါဟာခွင့်ရေးအများကြီးရတာဖြစ်တယ်လို့စမ်းသပ်မှုလည်းဖြစ်ပါလေ။ American ကတုံ့ပြန်ရမယ်လက်ရောင်းနေပါပြီဆိုပြီးတော့ Trump ကပြောပါလိမ့်။စစ်ဘေးတန်ခန့်ဂါဇာဒေသကတရားကနေလွတ်မြောက်ရေးအတွက်နောက်ထပ်သဘောတူညီချက်ရဖို့ မေဂန်နဲ့အစ္စရေလဒီတော်တွင်ဆောင်ရွက်နေပါတယ်လို့မေတညာဟုကပြောပါလေအစ္စရေလနဲ့အီရန်မဟာမိတ်ဟာမတ်ဖွဲ့တို့ကြားရရှိထားတဲ့ PSA စာချုပ်ဟာဂါဇာမှာပြည့်ပြည့်သွားခဲ့ပါလေကျွန်တော်တို့အီရန်နဲ့ဆက်သွယ်ဆောင်ရွက်နေပါလေစနေနေ့မှာအလွန်ကြီးမားတဲ့အစည်းအဝေးတစ်ခုရှိပါတယ် ကျွန်တော်တို့သူတို့နဲ့တိုက်ရိုက်ဆက်ဆံနေပါတယ်လို့ American ခုံတွေကလည်းရှောင်ရှားဖို့ရေလာရောက်ဆွနေနေတဲ့ Israel နဲ့ဆွနေပွဲပြီးထန်းကတရင်တောက်တွေကိုပြောပါလိမ့်အစည်းအဝေးဘမလုံးမယ်ဆိုတာထန်းကထဲတော့မပြောပါဘူးဒါပေမဲ့အစည်းမြင့်ဆုံးနိဗာအစည်းအဝေးဖြစ်မှာဖြစ်ပြီးတော့ကိုယ်စလဲဂျားလူလည်းမပါဘူးလို့အသေးချာပြောပါတယ်တိုင်းပြည်ရဲ့နျူကလ িয়ার စစ်ရင်နဲ့ပတ်သက်လို့သဘောတူညီချက်တခုရဖို့တိုက်ရိုက်ဆွနေနေမှုတွေလုံးမယ်ဆိုတာကိုအီရန်ကငင်းဆိုလိုက်ပြီးတရက်ကြာမှာ ထရန့်ကအာအသိစရာကြီးညာချက်ပေါ်ထွက်လာတာဖြစ်ပါလေ။အီရန်ကဒီအကြံစီဟာဒိဗ္ဗံရှိဘူးပြောပါရယ်။နောက်ဆုံးရထားတဲ့သဘောမျိုးချက်ကလည်းသူ့ပထမသက်တမ်းတွင်အမေရိကန်သမ္မတကြီးက2018ကနှုတ်ထွက်ခဲ့ပါလေ။နောက်ထပ်သဘောတူညီချက်သိမရဘူးဆိုရင်အီရန်ရဲ့နျူကလ িয়ার ဆောင်းတွေကိုအမေရိကန်ရဲ့အကူအညီနဲ့အစ္စရေးကတိုက်ခိုက်လိမ့်မယ်ဆိုတော့မှန်းဆချက်တွေလည်းကြက်ကြက်ပြပြဖတ်ပေါ်ခြင်းဖြစ်ပါလေ။ဘာဖြစ်လို့ထရန့်ကတော့တီဟီရန်ကိုပြင်းထန်တဲ့သတိပေးချက်ထုတ်ပြန်ထားပါလေ။ အီရန်ရဲ့စနေဘောတော်မအောင်မြင်ဘူးဆိုရင်အီရန်ဖို့တိတ်အန်ဒီရဲ့ကြီးမယ်လို့ကျွန်တော်ထင်တယ်ကျွန်တော်ဒီစကားကိုမပြောချင်ဘူးတိတ်အန်ဒီရဲ့ကြီးပါလိမ့်မယ်ဘာလို့လဲသူတို့နျူကလ িয়ার လက်နက်ပိုင်ဆိုင်မှုမရှိလို့ပဲလို့ထရန့်ကပြောပါလိမ့်အီရန်နျူကလ িয়ার ကိစ္စနဲ့ပတ်သက်လို့ရုရှားတရုတ်အီရန်နဲ့မော်စကိုမှာအင်္ဂါနေ့ဆွနစ်မယ်လို့ဒီတော်တွင်အရာရှိတွေကပြောပါလိမ့်အမေရိကန်ရဲ့သဘောထားကဘာလဲဆိုတာမဟာမိတ်တွေနဲ့ဆွေးနွေးရမယ်လို့အီရန်ကဆိုပါတယ် မေရိကန်က6မိနစ်အခွန်နှုန်းထားတဲ့ကြောင့်ဒီကမ္ဘာလုံးတုံ့လောက်ကြချိန်သက်သာရာရာရေးအတွက်လူကိုယ်တိုင်လည်းတွေ့ဆုံတဲ့ပထမဆုံးနိုင်ငံခြားကောင်းဆောင်ဖြစ်ဒေတာညာဟုလာရောက်ခြင်းမှာထွက်ရဲ့သဘောထားထွက်ပေါ်လာတာပါနိုင်ငံခြားရှိတဲ့ကုန်သွယ်ရေးလုပ်ငန်းပပျောက်အောင်လုပ်ပေးဖို့နဲ့ကုန်သွယ်ရေးတောင်းဆိုတွေဖယ်ရှားပေးပါမယ်လို့အစိုးရဂျိုနီတာညာဟုကကြေညာပါတယ်ဒီစဝိမ်တိုင်းမီအမေရိကန်ပုဂံတွေပေါ်တော့ဆုံးကျန်တဲ့ကောက်ခွန်ကိုအစ္စရေးကဖယ်ရှားပေးခဲ့ပါတယ် မရိကန်ကဂျောင်းဝင်ညှိနှိုင်းပေးခဲ့တဲ့အစ္စရေးနဲ့ဟာမတ်ဖွဲ့ကြားပြစ်ခတ်ရေးဆိုင်စာချုပ်ဟာခနောက်တာခံပြီးတော့ပြတ်သွားခဲ့တာပဲဖြစ်ပါလေ။ဒါကြောင့်ဂါဇာကမြောက်ရေးတဲ့နေတန်ညာဟုနဲ့ထရန့်လိုကြောင်ဆွနေခဲ့ပါတယ်။အစ္စရေးကို2023အောက်တိုဘာကဟာမတ်ဖွဲ့ကအပြင်းထန်တိုက်ခိုက်ပြီးတော့ဂါဇာစစ်ပွဲကြီးစတင်ခဲ့တာဖြစ်ပါလေ။နောက်ထပ်သဘောတူညီချက်ရရေးဖို့ကျွန်တော်တို့လှုံ့ဆော်နေတယ်။အောင်မြင်မှုရမယ်လို့လည်းမျှော်လင့်နေတယ်။တရားခံတွေအားလုံး လူမျိုးလာရေးတဲ့စိတ်ပိုင်းဖြစ်တာပါလို့အစ္စရေးကပြောပါတယ်။ဂါဇာကမ်းမြောင်းကိုအမေရိကန်ပြည်ထောင်စုကထိန်းချုပ်မဲ့အစီအစဉ်ကိုထရန့်ကအသေးချာထပ်ပြောနေပါတယ်။ဂါဇာကမ်းမြောင်းမှာအင်ဂျင်မြေစီမံကိန်းအတွက်အလွန်ကြီးမားတဲ့နေမျိုးလို့ထရန့်ကဆိုပါတယ်။ဒါပေမဲ့ပထမအဆုံးအနေနဲ့အဲ့ဒီဒေသကဒုက္ခသည်တွေအကုန်လုံးရှင်းထုတ်ကြမယ်လို့ဆိုပါတယ်။ဒါကြောင့်ထရန့်အနေနဲ့ဂါဇာရေးနဲ့ပတ်သက်ပြီးပြောဆိုမှုတွေကလည်းအပြင်းထန်ဝေဖန်မှုနဲ့ရင်ဆိုင်နေရတာဖြစ်ပါတယ်။ ခရသမယရူပြန်ဂျင်ဂရေကဒါဟာအစိုးဝန်ကြီးချုပ်ရဲ့ဒုတိယမြောက်ဝါရှင်တန်ခီးစဉ်ဖြစ်ပါလေလုံခဲ့တဲ့ပတ်သမားကသူ့ရဲ့လူမျိုးရေးနေမှာအစ်ဇွေးပေါ်ခွန်18ရာခိုင်နှုန်းချမှတ်ခဲ့ပြီးရဲနှင်းငယ်တွင်မှာအချိန်ကပ်သိပြီးလာရောက်ခဲ့တာလည်းဖြစ်ပါလေ American စီးအကူညီများလို့ရနေတဲ့နိုင်ငံပေါ်ချမှတ်ထားတဲ့ကမ္ဘာလုံးဆိုင်ရာအခွန်ကိုကဲလွတ်ခွင့်ပေးဖို့ကတော့ခန့်ကညင်ပါလေ Washington ဟာအစ်ဇွေးနဲ့ကုန်သွယ်ရမှာအတော်များပြတဲ့ကုန်သွယ်လူငွေပြနေတယ်လို့ဆိုပါတယ် အစ်စဦးဂျိုဟာဒီနေ့လနေ့ကလည်းထရန်ရဲ့ရှေ့လက်ပိုင်းဆိုင်ရာထူးသန့်တဲ့စတီဝစ်ကောနဲ့တွေ့ဆုံဆွေးနွေးခဲ့တယ်လို့သိရပါတယ်။နောက်ထပ်သတင်းမှုပြောချင်ပါတယ်။ထရန်ရဲ့အဲ့ဒီလိုချိန်ချောက်မှုတွေကြောင့်အီရတ်ပြည်သူစစ်တေဟာလက်နက်ချဖို့လုပ်နေတယ်လို့ဆိုပါတယ်။ရဂန်သမားခန့်ဆိုရဲ့ချိန်ချောက်မှုကြောင့်အီရတ်မှာရှိတဲ့အီရန်ကြောထောက်နောက်ခံပြုအင်အားကြီးပြည်သူ့စစ်အဖွဲ့တွေဟာပထမဆုံးအကြိမ်ဖြစ်လက်နက်ချဖို့ပြင်ဆင်နေတယ်လို့အကြီးတန်းတပ်မှူး၁၀ဦးနဲ့ အီရတ်တာဝန်ရှိသူတွေကပြောပါလိမ့်ထရသမားဖြစ်တာဝန်ထမ်းဆောင်ခဲ့တဲ့ဇန်နဝါရီကလေးကအမေရိကန်တာဝန်ရှိသူတွေဟာအီရတ်ဆိုရာကိုတည်တံ့တတိပေးချက်ထုတ်ပြန်ခဲ့ပြီးနောက်ပိုင်းတဲမောင်မှုကိုဖြေလျှော့ဖို့ကြိုးပမ်းနေခြင်းဖြစ်တယ်လို့အဓိကပြည်သူစစ်တပ်ဖွဲ့လေးဘက်မှဒေသခံတမှု6ဦးအပါအဝင်တရင်းရင်းမြစ်တွေကပြောပါလေအီရတ်မြေပေါ်မှာပြည်သူစစ်တွေအနေနဲ့လက်နက်မချရင် အမေရိကန်ဟာအဲ့ဒီအခွဲတွေကိုလေကြောင်းကနေဘုံကျဲဖို့ပြစ်မှတ်ထားနိုင်ကြောင်းအမေရိကန်တောင်ရှိသူတွေကသတိပေးထားပါတယ်။အီရတ်ဝန်ကြီးချုပ်မိုဟာမက်ရှီယာအဆာရာနဲ့ပြည်သူ့စစ်ကောင်စီအများအပြားကအသေးစိတ်ဆွေးနွေးမှုတွေလုပ်ဆောင်နေပါတယ်။အီရတ်ရဲ့အာဏာရမဟာမိတ်ဖွဲ့နဲ့နှိစက်တဲ့အခြေတန်းရှိရတဲ့နိုင်ငံသမားတို့ကရိုက်တာကိုပြောတာပါ။လက်နက်ကိုင်ပြည်သူ့စစ်တွေအနေနဲ့လက်နက်ချဖို့အမေရိကန်တောင်ဆိုချက်တိုင်းလိုက်ရောဖို့အစဉ်အသင့်ရှိတယ်လို့ဆိုပါတယ်။ဒီအဖွဲ့တွေကခေါင်းမာတဲ့ကိစ္စတွေကို ဆက်လုပ်ဖို့တော့ငင်းဆန်တော်မျိုးမရှိဘူးဆိုပါတယ်။ဤသူစစ်အဖွဲ့တွေဟာအမေရိကန်ရဲ့ပြစ်မှတ်ထားလာနိုင်တဲ့အခြေအနေကို ပြေဝနားလဲလက်ခံထားတယ်ဆိုပါတယ်။ဒီအခြေအနေကိုဆွေးနွေးဖို့ဘတ်တန်မျိုးတော်နဲ့တောင်ပိုင်းပြည်နယ်တို့မှပြည်သူစစ်တပ်မှုခြောက်ဦးကိုအင်တာဗျူးတွေမှာဖော်ပြထားပါတယ်။ထရန့်ဟာအစိုးဆုံးအခြေအနေထိစစ်ပွဲဖြစ်ဖို့အသင့်ပြင်နေပြီဆိုတာကျွန်တော်တို့သိထားပါတယ်။ ဒီအခြေအနေကိုရှောင်လွှမ်းကျင်တယ်လို့အင်အားကြီးရှီးရိုက်ပြည်သူ့စစ်အဖွဲ့ခေါင်းဆောင်ဟစ်စဘူလာမှပြောကြားခဲ့တာဖြစ်ပါလေ။နောက်ထပ်သတင်းမှပြောချင်ပါလေ။ရုရှားနိုင်ငံဘက်ကရော့ပြည်နယ်တဲကိုယူကရိန်းတပ်တွေရောက်ရှိနေကြောင်းဇလန်စကီကပထမဆုံးကြိမ်ထုတ်ဖော်ပြောဆိုလိုက်ပါလေ။ရုရှားနိုင်ငံဘက်ကရော့ပြည်နယ်တဲကိုယူကရိန်းတပ်တွေဟာရင်းကျဲယူပြီးနောက်ရောက်ရှိနေတယ်လို့သမ္မတဇလန်စကီက AP9 ညကပထမဆုံးကြိမ်ထုတ်ဖော်ပြောကြားပါလေ။ ပြည်သူကိုတီပေးတဲ့မိန့်ခွန်းမှာထုတ်ဖော်ခဲ့တာပါစစ်ပွဲတွေဟာစစ်ပွဲလာရအရက်ကိုပဲပြန်သွားရမယ်ဆိုတဲ့တရားမျှတမှုအရာရုရှားနိုင်ငံကာစနဲ့ဘယ်ဂရော့ပြည်နယ်ကစစ်စင်ရေးအခြေအနေတွေကိုကာကွယ်ရေးဦးစီးချုပ်ဇီယာစကီနဲ့အသေးစိတ်တွေ့ဆုံဆွေးနွေးရောက်စလန်စကီကဆိုပါလိမ့်ကာစပီနယ်မှာယူကရိန်းတပ်တွေဆက်ရှိနေတယ်လို့ဘဲဂရော့မှာလည်းတိုက်ပွဲတွေဖြစ်နေပါတယ် ဘယ်ဂိုရော့ပြည်နယ်တွေကိုယူကရိန်းတပ်တွေဝင်တိုက်နေပြီးဒေသချို့သိမ်းပိုက်ထားကြောင်းရုရှားစစ်တပ်လူမှုကွန်ရက်တွေမှာဖော်ပြပါတယ်။ဒါပေမဲ့ရုရှားယူကရိန်းနိုင်ငံစစ်တပ်တာဝန်ရှိသူတွေကတော့တစုံတရာထုတ်ဖော်ပြောဆိုခဲ့ခြင်းမရှိပဲ AV9 ညမှာဇီလန်စကီးကပထမဆုံးကြိမ်တီးပြုထုတ်ဖော်ပြောတာဖြစ်ပါတယ်။နောက်ထပ်သတင်းမဟုတ်ပြောချင်ပါတယ်။ခရိုင်ရဲ့ပြင်းထန်အခွန်ကောက်ခံမှုကြောင့်ကမ္ဘာလုံးဆိုင်ရာစတော့ရှယ်ယာဈေးတွေကျဆင်းနေပါတယ်။ တရုတ်ကိုအခွန်90ရာခိုင်နှုန်းထပ်ကောက်မယ်လို့ထရန့်ကချင်းချောင်းနေပါတယ်။ဒေါ်လာထရန့်ဟာကမ္ဘာနိုင်ငံတွေကိုခွန်ကောက်ခံမှုကြီးညာပြီးတဲ့နောက်မှာကမ္ဘာလုံးဆိုင်စတော်ဈေးကွက်ဟာ3ရက်ဇက်တိုက်ကျဆင်းနေပါတယ်။တခြားနိုင်ငံတွေနဲ့ဆေးဆက်ညှိနှိုင်းမှုတွေလုပ်ဖို့စီးကြက်ခွန်အစ်တွေကိုခေတ္တဆိုင်ငံ့ဖို့စဉ်းစားနေတယ်လို့ထရန့်ကအင်ဗီဒိုမှာပြောပါတယ်။မရိုက်ကန်နဲ့ညီနိုင်မလာတဲ့နိုင်ငံတွေအများကြီးရှိပါတယ်။တရားမျှတတဲ့သဘောတူညီချက်တွေဖြစ်လာပါလိမ့်မယ်ထရန့်ကဆိုပါလိမ့်။ တရုတ်နဲ့အမေရိကန်ကိုလက်တော့မြင်ထားတဲ့အခွန်34ရာခိုင်နှုန်းရုပ်သိမ်းပြီးရင်နောက်ထပ်ခွန်ကောက်မှာဆက်လုပ်မှာဖြစ်ပြီးတရုတ်ရဲ့တချို့အသွင်းကုန်တွေအတွက်အခွန်104ရာခိုင်နှုန်းထိကောက်မယ်ဆိုပါတယ်ထရန်ဟာအမေရိကန်နဲ့ကွန်ဆယ်ဘတ်နိုင်ငံအားလုံးဒီပါအပေါ်အခွန်100ရာခိုင်နှုန်းပြည်တချို့နိုင်ငံတွေအတွက်သေချာခွန်ကောက်ခံမှုတွေတတ်မှတ်ခဲ့သလိုတရုတ်ကုန်ပစ္စည်းတွေပေါ်မှာ34ရာခိုင်နှုန်းခွန်ကောက်မယ်လို့ပြီးခဲ့တဲ့ဇန်နဝါရီကကြေညာပါတယ်အမေရိကန်ကိုထပ်ဆောင်းခွန်တွေနဲ့ပြန်ပြီးတုံ့ပြန်တဲ့နိုင်ငံတိုင်းကို တိတာမြင်မာတဲ့အတိုးအခွန်တွေနဲ့ချက်ချင်းဆိုင်ရမယ်လို့ထွန်းကားသတိပေးပါတယ်ဒီသတိပေးချက်တော့တေုပ်ကဂိမဆိုင်ဘူးဆိုပါတယ်အမေရိကန်ရဲ့တကူကောင်းဆန်တဲ့လို့ရဟာတခြားနိုင်ငံတွေရဲ့တရားဝင်ကြိုးစည်းပွားထိခိုက်စေပြီးနိုင်ငံကစီးမြင်နေတဲ့အမေရိကန်ကိုကြိုးဦးစားပေးမှုဖြစ်တယ်လို့တရုတ်တောင်ရှိသူတွေကဝေဖန်ထားပါတယ်တရုတ်ကိုဖိအားပေးတာတော့မဟုတ်ချင်းချောက်ကဟာမှန်ကန်တဲ့နည်းလမ်းမဟုတ်ဘူးလို့သတိပေးထားပါတယ်နောက်ထပ်သတင်းမှုပြောချင်ပါတယ် ပြည်ရနိုင်ငံမှာမလို့အပဲငွေကြေးတွေဖြုံးတီးရဆိုပြီးဒုသမ္မတကိုရာလူကဖယ်ရှားလိုက်ပါတယ်အီရန်သမ္မတမော်ဆိုပီဇာရှိကီယန်ကမလို့အပဲငွေချေးမောက်များကုန်ကြတဲ့အတန်ဒီကခီးစဉ်အတွက်သူရဲ့လက်တော်ကြီးကလက်ထောက်အရာရှိလည်းဖြစ်ဒုသမ္မတလည်းဖြစ်တဲ့ရှာရန်ဒါဘီကိုလောကထုတ်ပေးခဲ့ပါလေ။အီရန်နိုင်ငံဟာစီးပွားရေးချက်တဲ့ကြုံနေတဲ့ကြားမှာငွေချေးလုံးဖောင်းပွားမှုနဲ့ရင်ဆိုင်နေရချင်းခုလိုဖြစ်ရကြီးဖြစ်ခဲ့တာပါ။ မကြသေးမီရတဲ့လူမှုမီဒီယာမှာတင်ထားတဲ့တပုတ်မှာဒုသမရဒါဗီကို plan cs ပျော်စီးသင်္ဘောနီသူ့ရဲ့ဇနီးနဲ့တွဲရိုက်ထားတဲ့တပုတ်မြင်ရပါတယ်။နယ်သာလန်နိုင်ငံလန်လွန်ထူထားတဲ့ဒီပျော်စီးသင်္ဘောဟာ2009ခုနှစ်ကတည်းကအနာတိကကိုဇိန်ခန့်ပျော်စီးခီးစဉ်ကိုစီစဉ်လာခြင်းဖြစ်ပြီးကုန်ကြစည်အနေနဲ့ရှေ့ရကြခီးစဉ်လူတစ်ယောက်ကို3885ရူရိုပေးရတယ်ဆိုပါတယ်။ပြည်သူတွေပေါ်စီးပွားရေးဖိအားမြင့်တက်ချိန်မှာတာဝန်ရှိသူတွေကတော့ သူတို့ဟာသူတို့ကိုယ်ပိုင်ငွေချင်းနဲ့သုံးဆွဲတာပဲဖြစ်ဖြစ်ဈေးနှုန်းမြင့်မာတဲ့အပျော်ခီးစင်တွေတွားတာပဲဖြစ်ဖြစ်ဘာတစ်ခုမှ မသိလျော့ဘူးလို့အီရန်သမားကထုတ်ပြန်တဲ့ဆောင်းဝါးရေးပါတယ်အသက်64နှစ်ရွယ်ဆရာဝန်တူလည်းဖြစ်ပြီးပီဇာရှကီရဲ့ယုံကြည်တဲ့လူယုံလည်းဖြစ်တဲ့ဒါဗီရီကိုအော်ဂိုလာကဒုသမားဖြစ်ခန့်အပ်ခဲ့တာဖြစ်ပါတယ်ဒါဗီရီရဲ့တပ်ပုံနဲ့ပတ်သက်ပြီးအစိုးရအနေနဲ့ပြင်းထန်ဝေဖန်မှုတွေရင်ဆိုင်နေရပြီး ပီဇာရှင်ရဲကိုထောက်ခံသူတွေကဒါဗီရီကိုရာလူကဖယ်ရှားဖို့တိုက်တွန်းပါလေဒါဗီရဲယုံကတော့ဒီဓပ်ပုံဟာဒါဗီရီဆွေရရာလူကိုတောင်းဝန်မထမ်းဆောင်မိခြင်းကသွားခဲ့တဲ့ကြီးစဉ်ဖြစ်ပါတယ်လို့ထုတ်ဖော်ပြောပါလေနောက်ထပ်သတင်းမို့ပြောချင်ပါလေဖြစ်တဲ့နိုင်ငံတော်မှာအမိုက်သိန်းဝင်တဲ့နေ့တပိတ်မှောက်တဲ့အတွက်ကြောင့်အလွန်ကြီးမားတဲ့ကြွက်ကြီးတွေမြို့ထဲမှာလှည့်လည်သွားလာနေတယ်လို့ဆိုပါတယ် ဖြစ်တဲ့နိုင်ငံဒုတိယအကြီးဆုံးဘာမင်ဂမ်မြို့မှာအမိုက်ပေါင်းများစွာ စုပုံနေပြီဖြစ်ပါတယ်။လမ်းလေပေါ်မှာမက်ထရစ်တန်ချိန်9000လောက်ရှိတဲ့အမိုက်တွေစုပုံနေပြီးအဲ့ဒီအမိုက်တွေကိုအများဆုံးသိမ်းဆည်းပေးဖို့စီမင်းဌာနကို ဖုန်းခေါ်ဆိုမှုများစွာ လက်ခံရရှိနေပါတယ်။ဒီမိုက်ပုံတွေရဲ့အနေနဲ့ဟာမြုံနေအောင်လွန်ဆိုးရပါတယ်လို့ပြည်သူတွေကပြောပါတယ်။ဘာမင်္ဂမအမိုက်သိမ်းဝင်တဲ့နေရာလောက်စားနဲ့ပတ်သက်ပြီးသတင်းမှောက်တဲ့အတွက်ကြောင့် မြို့နယ်ပြည်သူတွေအတွက်ရပ်ပေါင်းများစွာအမှိုက်သွင်းဆောင်မှုရပ်တန့်သွားခဲ့ရပါတယ်။အမိုက်အိတ်တွေဟာလမ်းမတွေမှာပြန့်ကျဲနေပါတယ်။ရပ်ကွက်တွေမှာကြွက်ကြီးတွေနဲ့ကြွက်ငယ်တွေဟာပုတ်ပွားနေတဲ့အမှိုက်ပုံတွေအပေါက်တွေဖောက်ထွင်းဝင်ရောက်ပြီးသူတို့အတွက်ပွဲတော်တင်နေကြတယ်လို့ဆိုပါတယ်။ဒါကြောင့်အဲ့ဒီကြွက်တွေကိုလိန်နေပြီးဖို့ နောက်ပြီးတော့အမိုက်တွေကိုဖယ်ရှားရှင်းလင်းပြဖို့ဆိုပြီးမျိုးနေပြည်သူတွေကအမိုက်သိန်းဝန်ထမ်းတွေကိုဖုန်းခေါ်ဆိုမှုတွေဟာထောင်ထောင်ထောင်ပေါင်းကြီးရှိပါတယ်။ဘာမင်းငယ်အားတစ်ချိန်လုံးကပြည်တရဲ့ချမ်းသာကြွားတဲ့မျိုးဖြစ်ပါတယ်။ဒါပေမဲ့လွန်ခဲ့တဲ့နှစ်နှစ်အတွင်းကဒေဝါလီခံကြောင်းကျင်ညာခဲ့ရပါတယ်။နေရာတိုင်းမှာအမိုက်တွေကြွက်တွေနဲ့တချို့ကြွက်တွေကကြောင်ထောင်ကြီးသေးတယ်လို့ပြည်သူတွေကပြောပါလိမ့်။ဒါဟာပြည်တိန်လာဒါဟာ2025လေးဘာလို့ဖြစ်နေကြလဲလို့မေးခွန်းထုတ်ပါလိမ့်။ အဖြေကတော့အမိုက်သိန်းဝန်ထမ်း404ပါရှိတဲ့ဌာနတွဲပေါ်ရှိတဲ့အချို့ယာတုနေရာတွေကိုဖယ်ရှားဖို့မျိုးတော်ဝင်ရဲ့ဆုံးဖြတ်ချက်ကိုစတင်ပြီးသွေးမှောက်နေတာဖြစ်ပါလေ။ဒါဟာလူသမားတွေရဲ့လောက်စားတုန်တမှုကိုပိတ်ဆို့ပြီးဝန်ထမ်းချို့ကိုယာတုရှော့ချခြင်းဖြစ်ပါလေ။အစိုးရကနှစ်စဉ်လောက်စားပေါင်8000အထိယောနေစေတယ်လို့လူသမားတွေကိုကိုစားပြီး United လူသမားအဖွဲ့ကဆိုပါလေ။ဘာမေကန်မြို့ကောင်စီကအဲ့ဒီကိန်းကနေကိုညှင်းဆို့ပြီး ခိခိုက်တဲ့အလုပ်သမားတွေကိုတခြားရာဒူးတွေနဲ့ပြန်လဲလိမ့်ကျင့်ရေးခွင့်လန်းတွေပေးထားကြောင်းဆိုပါတယ်။ဘယ်အလုပ်သမားမှလာကြငွေဆုံးရှုံးမှုမရှိပါဘူး။ကျွန်တော်တို့ကရှင်းပြဖို့အသင့်ပဲဆိုပြီးဗမင်ကန်မြို့တော်ဆိုရဖွဲ့ကပြောပါလိမ့်။မြို့မှာအမိုင်သိန်းဝင်တဲ့နိုင်ငံတွေအေဂျင်စီကိုနှမ်းချို့တာဆက်လက်လုပ်ကနေပြီးအများစုကတော့ဆန္ဒပြနေတာဖြစ်ပါလိမ့်။အမိုင်တွေစုပေါင်းလာရတဲ့ဖြူပေါ်လာတဲ့ပြည်ထောင်စုဆိုင်ရာကျန်းမာရေးတွေကတော့ဒီကအပြင်တော့ လေဒုအငြိသွေးညဉ့်ညံတာပဝန်းကျင်ညဉ့်ညံတာဒါကလည်းဝေယောဂကယောဂမျိုးတွေဖြစ်ပွားနိုင်တယ်လို့ဆိုပါတယ်။ဒါအပြင်ဆန္ဒပြအလို့တမားလေးဟာမိုက်သိန်းထက်ကားတွေကိုပိတ်ဆို့ထားတဲ့အတွက်မိုက်သိန်းစီမှုလည်းမရှိတော့ဘူးလို့ဆိုပါတယ်။ဒါအလုံးအနေအများလေးလို့ညစ်ပတ်တဲ့အလို့ပါခန္ဓာကိုယ်ဒီလိုလို့လို့မှရင်းနှီးမြှုပ်နေနေရတယ်။ဒါကြောင့်အမိုက်သိန်းဝင်တဲ့နေဟာတင်းတော်တဲ့ဆုလက်ကိုတော့ခံစားထိုက်ပါတယ်လို့ United ဖွဲ့ရဲ့ဦးဆောင်တဲ့သူကပြောပါတယ်။ ။ဗာမင်္ဂမြို့တော်ကောင်စီဟာပညာရေးနဲ့မှိုက်သိမ်းဆည်းခြင်းကဲ့သို့မရှိမဖြစ်လိုအပ်တဲ့ဝန်ဆောင်မှုတွေကလွဲပြီးတခြားသုံးစိတ်အားလုံးကိုရပ်ဆိုင်းနေတဲ့ဒေဝလိခိုင်မှုနဲ့သက်ဆိုင်တဲ့ပုံမှန်တည်လေးကြောင်းကြားချက်ကိုတင်သွင်းထားတာဖြစ်ပါတယ်။ပြည်ထောင်အာဏာပါတီအားလုံးကတော့ရန်ကုန်ဝင်များပြောက်ကိုဗဟိုဆွေးရတဲ့ထောက်ပံ့ငွေများဖြစ်ရရှိပါတယ်။ဒါပေမဲ့2010ကစပြီးပန်အိုက်ချက်တဲ့ဒီပြည်ထိတ်မှာဖြစ်ပြီးနောက်ပိုင်းနိုင်ငံအကျိုးအမိတွေကိုရှော့ချဖို့စစ်သူနှစ်များစွာကြိုးပမ်းနေရတာဖြစ်ပါတယ် လက်ရှိချိန်အထိတော့ကောင်းမှုခြင်းလည်းမရှိသေးဘူးလို့သိရပါတယ်။ဗာမင်ဂန်ရဲ့ပြည်တနာဟာပြည်သူတွေပေါ်မှာတော့ဖိအားတွေအများဖြစ်လာပါတယ်။ဒီလိုမျိုးဆိုးဝါးလုံးတဲ့ကိစ္စတွေဟာနားမလည်နိုင်အောင်ပဲလို့မျိုးမှာမှီတင်းနေထိုင်တဲ့အသက်ကြီးရုံတွေကပြောပါလိမ့်။မျိုးရည်ပြည်သူတွေအနေနဲ့စီးလို့ညီညွတ်ကြပါအမိုင်ဒိန်းသမားတွေအတွက်လဲတင်းရော်တဲ့ချင်းမြတ်မှုကလိုအပ်ပါတယ်။ ဒါပေမဲ့ခုခါမှာတော့ဘယ်လိုလုပ်မလဲမသိဘူးလို့မျိုးနေလူလူကပြောပါတယ်။နောက်ထပ်သင်ဖို့ပြောချင်ပါတယ်။ဆက်ဆက်ရေးကိုထိခိုက်အောင်မလုပ်ဖို့အိန္ဒိယဝန်ကြီးမိုဒီဟာဘင်္ဂလားဒေ့ရှ်ခေါင်းဆောင်ကိုပြောလိုက်ပါတယ်။နိုင်ငံဆက်ဆက်ရေးကိုထိကပ်စေတဲ့စကလုံးတွေရှောင်ကျဉ်ပေးဖို့အိန္ဒိယဝန်ကြီးမိုဒီကဘင်္ဂလားဒေ့ရှ်ဂျာဖြတ်ဆိုရခေါင်းဆောင်မိုဟာမက်ယူနစ်ကိုတိုက်တွန်းခဲ့ပါတယ်။ဘင်္ဂလားဒေ့ရှ်မှာဝန်ကြီးချုပ်ရှိတ်ဟာစီနာဖျောက်ချခံရပြီးနောက်မိုဒီနဲ့ယူနိုက်တက်ဟာ ထိုင်းနိုင်ငံဘန်ကောက်မှာပြုလုပ်တဲ့ base test စီးပွားမှာတည်တံ့တွေ့ဆုံချိန်မော်ဒီကအဲ့လိုပြောခဲ့တာပါရှေ့ဟာစင်နာလက်ထက်ကအိန္ဒိယနဲ့ဘင်္ဂလားဒေ့နိုင်ငံဆက်ဆက်ရေးကောင်းမှုပေမဲ့ပြီးခဲ့တဲ့နှစ်အောက်တိုဘာကစူဘူအုံကြောင်းကြောင့်ရှေ့ဟာစင်နာအိန္ဒိယကိုထွက်ပြေးပြီးနောက်ပိုင်းနှစ်နိုင်ငံဆက်ဆက်ရေးယိုယွင်းခဲ့ပါလေဆက်ဆက်ရေးကိုထိခိုက်စေတဲ့စကလုံးသုံးလုံးမှများရှောင်ရှားဖို့ဝန်ကြီးချုပ်မော်ဒီကတိုက်တွန်းခဲ့တယ်လို့အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးကပြောပါလေ မော်ရီယာဒီမိုကရေစီစံနဲ့တင်ငင်းနဲ့ငြိမ်းချမ်းမှုရှိတဲ့တိုးတက်ပြီးပတ်ဆောင်ပါဝင်နိုင်တဲ့ဘင်္ဂလားဒေ့ရှ်နိုင်ငံဖြစ်မြောက်စေဖို့အိန္ဒိယရဲ့ထောက်ပံ့မှုကိုထက်လောင်းတည်ပြုခဲ့ပါတယ်။ဒါအပြင်လက်တွေ့ကြတဲ့စိတ်ဓာတ်အခြေခံပြီးဘင်္ဂလားဒေ့ရှ်နဲ့အပြည့်သဘောဆောင်ကခိုင်မာမှုရှိတဲ့ဆက်ဆံရေးကိုလိုလားတဲ့အိန္ဒိယရဲ့သဘောထားကိုလည်းမော်ရီကလေးပေးပြောပါတယ်။အိန္ဒိယဟာရှေ့ဟာဇီနာကိုဟိုရုံဝေးပေးထားတဲ့ဆုံးဖြတ်ချက်ကြောင့်ဘင်္ဂလားဒေ့ရှ်နဲ့ပြဿနာဖြစ်နေပါတယ်။ အိန္ဒိယကလည်းရှိဟာစီနာတရားစီရင်ဖို့ပြန်ပို့ပေးဖို့ဘင်္ဂလားဒေ့ရှ်ဆိုရာတောင်းဆိုချက်ကိုတုံ့ပြန်ခြင်းမရှိပါဘူး။မော်ဒီနဲ့မိုဟာမက်ယူနက်စ်တို့ဟာရှိဟာစီနာပြန်လည်လွှဲပြောင်းပို့ဆောင်ပေးဖို့ဘင်္ဂလားဒေ့ရဲ့တောင်းဆိုချက်ကိုလည်းဆွေးနွေးခဲ့တယ်လို့သိရပါတယ်။နောက်ထပ်သတင်းပုံပြောချင်ပါတယ်။တရုတ်နိုင်ငံသားတွေနဲ့ရီစာမထားရဘူးလို့မရိုင်းကန်တယုံကပြန်ထမ်းပါတယ်။မရိုင်းကန်ဆိုရဟာတရုတ်နိုင်ငံမှာတာဝန်ထမ်းဆောင်နေတဲ့ဝန်ထမ်းတွေကိုတရုတ်နိုင်ငံသားတွေနဲ့ချစ်တူထားတာဒါမှမဟုတ်လိင်ဆက်ဆန်ခြင်းကို လောဝတာမစ်ကြောင်းအပီဒရင်ကဖော်ပြပါတယ်ဒီမီဝါဒကိုအမေရိကန်သံအမကြီးနီကိုလတ်စ်ဗန်ယာရူမာနိုင်ဝီဇန်ဝိုင်မှာတရုတ်ကမထွက်ခွာမီချမှတ်ခဲ့တာဖြစ်ပြီးတာဝန်ရှိဝန်တန်းတွေတမကမိသားစုဝင်တွေနဲ့လုံခြုံရေးခွင့်ပြုချက်ရှိတဲ့ကန်ထရိုက်တွေပေါ်မှာလည်းတက်ရောက်တယ်လို့အပီဒရင်ကဖော်ပြပါတယ်ဒီမီဝါဒဟာတရုတ်ပြည်မှာကြီးမားရှိတဲ့အမေရိကန်တိုင်အောင်တွေဖြစ်တဲ့ပေကျင်း၊ကွမ်ဂျိုး၊ရှန်ဟိုင်း၊ရှန်ယန်၊ဝူဟန်တို့မှာရှိတဲ့တိုင်အောင်တွေပြင် ောင်ကောင်မှာရှိတဲ့ကောင်စုံရုံမှာလည်းကျင်တော့ပါလေတရုတ်ပြည်ပြည်ပမှာတောင်ဝင်ခန်းဆောင်တဲ့ဝန်ထမ်းတွေပေါ်မတက်ရောက်ဘူးလို့အင်ပီတရင်ကဖော်ပြပါလေဒီတားမြစ်မှုဟာတရုတ်ပေါ်အမေရိကန်ရဲ့တန်တရားတိုးလာနေတာသက်သေပြနေပါလေအရှိချင်းမနနိုင်ငံဟာကမ္ဘာကုန်သွယ်ရေးနဲ့အာဏာလွှတ်မှုမှုဆိုင်ရာမှာအပြိုင်ဆိုင် ဖြစ်နေပါတယ်။မိုက်ကယ်သမားခန့်ဟာအင်ဗီဒိုမှာကျင်းပတဲ့ခံရမှာတရုတ်နဲ့အခြားကုန်သွယ်ပတ်နိုင်ငံတွေပေါ်ထပ်မံခွန်စည်းချက်ကြောင်းကြီးညာပြီးတော့တရုတ်ဆွေကလည်းလက်တော့ပြန်နေတာဖြစ်ပါတယ်။ နောက်ထပ်သတင်းပို့ပြောချင်ပါတယ်။တောင်ကိုရီးယားသမ္မတရောင်ဆိုင်ယုံကိုယာတုကနေတရားဝင်ဖြုတ်ချလိုက်ပြီးတဲ့နောက်မှာတော့တောင်ကိုရီးယားသမ္မတအသစ်ရွေးကောက်ပွဲကိုလာမယ့်ဇွန်3ရက်နေ့မှာကျင်းပမယ်ဆိုပါတယ်။တောင်ကိုရီးယားမှာဆေးဥချိုအညံမှုကြောင့်ရောင်ဆက်ရိုးယာတုကနေဖေရှားခံရပြီးနောက်ဂျားဖြတ်သမရအသစ်ရွေးကောက်ပွဲကိုဇွန်3ရက်နေ့မှာကျင်းပမယ်လို့တောင်ကိုရီးယားဆိုရက်ကကြေညာလိုက်ပါတယ်။ရွေးကောက်ပွဲအတွက်အများပြည်သူယုံပိတ်ရက် ကျညာရာပါဝင်ရွေးကောက်ပွဲဆိုင်ရာလုပ်ငန်းတွေကိုရွေးကောက်ပွဲကော်မရှင်နဲ့ဆွေးနွေးပြီးနောက်ဂျားဖြတ်ရွေးကောက်ပွဲကျင်းပရေးတောင်ကိုရီးယားဆိုရဖွဲ့ကအတည်ပြုလိုက်တာပါရောင်စက်ယူဟာဒီသမား၃ရက်နေ့ကဆေးဥချုပ်ရေးကျင်းညာခဲ့လို့သူ့ကိုလွတ်တော်ကအဆွဆွဲပြစ်နေပြီးအာနာအလွဲတုံးစားမှုတောင်ဝတရားဖောက်ပြမှုကြောင့်ယာရုကလည်းဖယ်ရှားဖို့ဖွဲ့စည်းဖို့အခြေခံဥပဒေခုံရုံးကအတည်ပြုခဲ့ပါတယ်သူ့ကိုဆွဆွဲပြစ်နေပြီးနောက်ဒူးဝင်ကြီးချုပ် ဟန်တဆိုးကယာယီသမရတောင်းယူခဲ့ပြီးသူ့ကိုလည်းလွတ်တော်ကဆွဆွဲပစ်တင်လို့နိုင်ငံရေးအကြက်ရိုက်ခဲ့ပါလေ။နောက်ပိုင်းမှာသူ့ဘောဆွဆွဲပစ်တင်မှုကိုဖွဲ့စည်းဖို့ခွန်ရုံးကပယ်ဖြတ်ခဲ့ပြီးယာယီသမရတောင်းဝင်ဆက်ခံဆောင်နေပါလေ။သမရယာရီလက်ပြီးနောက်ရက်60အတွင်းသမရရွေကောက်ပွဲကျင်းပရမှာဖြစ်ပါလေ။အမေရိကန်ဆိုရတဲ့လက်ထမကွန်တွေးပေါ်မှာမစ္စဆန်ရဲ့အတွက်ဂျိုးပန်းအထုံးနေပြီးအာရှရဲ့စတုထမြောက်စီးပွားအင်အားကြီး တောင်ကိုရီးယားမှာစီးပွားကြဆင်ချိန်ဂျာဖြစ်ရောက်ပွဲကျင်းပမှာဖြစ်ပါတယ်2022ရောက်ပွဲမှာရောင်းဆိုင်ရုပ်ကိုရှုံးနေတဲ့ Liberal Democrat Party ရဲ့လူကြိုက်များတဲ့ခေါင်းဆောင်လီဂျင်မျိုးဟာသမရသစ်ဖြစ်ဖို့စစ်တမ်းတွေကဖော်ပြနေပါတယ်ဒါမဲ့သူကရောက်ပွဲဥပဒေချိုးဖောက်မှုကျင့်ပျက်ချဆောင်မှုကြောင့်တရားရေးဆိုင်ရာစိန်ခေါ်မှုတွေလည်းရင်ဆိုင်နေရပါတယ်နောက်ဆုံးသတင်းမှပြောချင်ပါတယ် American ကိုကဘာတဝမ်းမှာလာတဲ့ចောင်းသားတွေရဲ့ ဗီဇာတွေနဲ့ဗီဇာ300ထက်မနည်းပြန်ယူသိမ်းကြောင်းအမေရိကန်နိုင်ငံဂျာယီဝန်ကြီးကပြောပါတယ်။အမေရိကန်သမ္မတထရန့်ဟာတက္ကသိုလ်ကျောင်းဝင်တွေပါလက်စတိုင်းလူလာသူတွေရဲ့ဆန္ဒပြမှုကာကွယ်ဖို့ပြည်ပကျောင်းသားဗီဇာ300ထက်မနည်းပြန်ယူသိမ်းကြောင်းနိုင်ငံဂျာယီဝန်ကြီးမာကိုရူဗီယိုကပြောပါတယ်။မာကိုရူဗီယိုကဂိုင်ယာနာကိုလည်းပတ်ရောက်ဆင်သတင်းတောက်တွေကိုကျောင်းသားဗီဇာ300ကျော်လောက်ပြန်ယူသိမ်းမှာပါ။ဒီလိုပိတ်ပင်မှုကိုနေတဲ့တော့ပြုလုပ်မှာဖြစ်ပါတယ်။ မယူရဆန်တို့တို့တွေ့တာနဲ့ပြင်မိမှုပြုလုပ်မှာပါဆိုပြီးတော့ပြောပါတယ်